Hello အားလုံးပဲမိင်္ဂလာပါဘူပေါ်မန်ချင်းကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က Real Betis နဲ့ဒီ Chelsea တို့ရှင်ပိုင်ကစားမဲ့ Conference League Final ရှိတယ်ဗောလေဆိုတော့ဒါဒီညကျွန်တော်တို့က Watch Along လုပ်ဖို့ကျွန်တော်ရှိပါတယ်ဒီည Watch Along လုပ်သွားမှာပါဆိုတော့ဒီမတိုင်ခင်မှာလည်းကိုရီအာဆီယံအော်စတာပွဲပိုင်ညာရှိတယ်ဆိုတော့ဘက် channel မှာကျွန်တော် watch လောက်လုပ်မယ်ဒါပေမဲ့ဒီပွဲကတော့ကျွန်တော် phone မှာ channel မှာ watch လောက်လုပ်မယ် Champions League final တွေတအားအပြင် ဒီ club world cup တွေလည်းကျွန်တော်တို့ပွဲကောင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်တော့ watch round လုပ်ဖို့အတွက်ဒါစီစဉ်ထားပါတယ်ဆိုတော့ JD မြိုင်းတင်ပါတယ်ဆိုတော့ Chelsea ကကျွန်တော်ဒီပွဲမှာအနိုင်ရပြီဆိုတာနဲ့ဒီဥရောပဖလားတွေအကုန်လုံးကိုဒီ United နဲ့ဒါအသင်းကျွန်တော်တို့ဖြစ်လာမှာဒါ Chelsea အတွက် imminent အရေးကြီးတဲ့တမိုင်းမှာတမိုင်းမှာကျွန်တော်တို့နေဒါမျိုးရေးထိုးခွင့်ရမှာကဒါအသင်းတိုင်းရတဲ့အခွင့်အရေးမျိုးကျွန်တော်မဟုတ်ဘူးဆိုတော့ Real Betis ကိုနိုင်တာနဲ့ ဒီကျွန်တော်တို့ဘောနော Champions League Europa League လည်းရှိ Conference League အကုန်လုံးကိုသူတို့ရနိုင်မှာဆိုတော့ဒါ Conference League ကိုလည်းသူတို့ပထမဆုံးရမှာ Chelsea လို့အစင်တန်းပြောနေပြ Conference League ဆိုတာကတကယ်တမ်းပြောရင်ခေါင်းထဲထွက်เสียမလို့ဘူးဒီ Chelsea ဆိုတာကအမြဲတမ်းပြိုင်ပွဲကြီးတွေပြိုင်ပွဲကြီးတွေပြိုင်ပွဲကြီးတွေမှာပဲထိဆုံးမှာထိဆုံးမှာရှိနေဖို့အတွက်ကြိုးပမ်းမဲ့အသင်းမျိုးဆိုတော့ Conference League ဆိုတာ Chelsea ခေါင်းထဲမှာရှိတဲ့အရာမျိုးတော့မဟုတ်ဘူးဒါပေမဲ့လို့ဘောနော Final ထိရောက်လာပြီဆိုတဲ့အခြေအနေမျိုးမှာ ဒီဥရောပဖလားတွေအကုန်လုံးကိုရနိုင်မဲ့အတင်းဖြစ်လာမဲ့အခွင့်အရေးကသူတို့လက်လွတ်လို့ကျွန်တော်တို့မရသလိုရှေ့ conference league ပွဲစဉ်တွေကအတိုင်း Maris Garni နဲ့တချို့ကစားမားတွေကိုအရန်ကနေပြီးတော့အခွင့်အရေးပေးတာမျိုးတွေပါတယ်အရန်လူတွေအခွင့်အရေးပေးတာမျိုးတွေကတက်နိုင်နေများဒီနေ့ပွဲမှာရှောင်သင့်တယ်လို့ကျွန်တော်ထင်တယ်အရင်တုန်းကတော့ Champions League ဝင်ဝင်ရဖို့ဒီသူတို့သူတို့အတွက် imminent အရေးကြီးခဲ့ပြီးတော့လက်ရှိ conference league ကဘာမှမဟုတ်ခဲ့ဘူးဒါပေမဲ့ Champions League ဝင်ခွင့်ကလည်းကျွန်တော်ရသွားတယ် conference league ကလည်းကျွန်တော်တို့ final ကျွန်တော်ရောက်နေပြီဆိုတော့ Chelsea ဖလားဖိုင်နေမှာကျွန်တော်တို့ကဖလားရကိုရအောင်ကျူးပန်းမှကျွန်တော်တို့ဖြစ်မယ်ဆိုတော့သူတို့နဲ့ရှင်မြိုင်ကစားမဲ့ Real Betis ကဒီလက်ရှိကင်တွယ်နေတာက Premier League Champion ဖြစ်ဖို့ဖြစ်ဖူးတဲ့ဒါ Manuel Pellegrini ပေါ့နော်ဟို Manchester City နဲ့ဒါကျွန်တော်တို့ Champion League Champion ဖြန်ဖြန်ဖြစ်ဖူးတယ် Premier League Champion ဖြစ်ဖူးတယ်ဒါပြင် Isco တို့ Anthony Santos တို့ကဒီရာဒီမှာ Betis အတွက်တော်တော်ကောင်းတဲ့ performance တွေသူတို့ပြနေတာဆိုတော့ Chelsea အနေနဲ့ကျွန်တော်တို့ကအမှန်ကန်အနိုင်ယူနိုင်မလားပေါ့လေ ဒါမို့ဒါဘက်တီအနေနဲ့ရောချယ်ဆီကိုဒုက္ခပေးနိုင်တဲ့အဆင့်မျိုးတောင်မှကျွန်တော်တို့ရှိပါမလားဆိုတော့ဘက်တီရဲ့ Conference League နောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်ရှုံးပွဲလုံးဝမရှိဘူး Final ကိုတက်လာပြီဆိုကြတဲ့ကပေါ့နော်ရှုံးပွဲမရှိဘူးပေါ့ဗျာဆိုတော့နောက်ဆုံး6ပွဲမှာတရီ3ပွဲကြပြီးတော့နိုင်ပွဲ3ပွဲရယူထားတယ်ပြိုင်ပွဲစုံနောက်ဆုံး6ပွဲမှာတော့ဘက်တီဟာနိုင်ပွဲ2ပွဲပဲရှိတယ်4ပွဲထိတရီကျထားတယ်တပွဲရှုံးနေထားတယ်ဆိုတော့ Chelsea ဘက်ကတော့ Conference League မှာဆိုလို့ရှိရင်ရှုံးပွဲ2ပွဲကြုံထားတယ် အမေတို့နောက်ဆုံး၅ပွဲထိသူတို့နိုင်ထားတယ်ဆိုတော့နောက်နောက်ဆုံးပြိုင်ပွဲစုံ6ပွဲမှာလည်းတပွဲရှုံးပြီးတော့၅ပွဲ၅ပွဲထိသူတို့ညီအနိုင်ယူထားတယ်ပေါ့နော်ဆိုတော့ဒါကလည်းရှိ Chelsea နဲ့ Real Betis ရဲ့နှစ်သင်းစလုံးရဲ့ form နေဆိုတော့အသင်းတင်းနေကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့လက်ရှိသား Nicolas Jackson ဆိုတာထက်ပေါ့နော်တိုက်စင်မှာ Christopher Nkunku ဒါမှမဟုတ်ပေါ့နော်ဒါ George တို့ပါဝင်နိုင်တဲ့အခြေအနေမျိုးဆိုပြီးတော့ကျွန်တော်သိရတယ်ဒါအပြင် conference တိတောက်လျှောက်မှာနီးပြမာရက်စကာတုံးလာတယ်လို့ပဲ first line နဲ့ player တွေကြီးပဲနေရာတိုင်းတုံးဖို့မရှိဘဲနဲ့ဒါထားပါတော့ဒီပွဲမှာဆိုလို့ရှိရင် duty host တို့လူကစားမတွေကိုနေရာပေးနိုင်တယ်ဆိုတော့တင်းမျိုးတွေလည်းကျွန်တော်တွေ့နေရတယ်ဆိုတော့ဒါမျိုးလည်းလို့ပေါ့နော် chelsea အနေနဲ့အတောင်တင်းဆုံးလူစင်းနဲ့ဖလားတီကြောင်အောင်ကန်ဖို့အတွက်သူတို့ဒါကြိုးပမ်းလာဖို့ကျွန်တော်လိုတယ်ကြတော့ဒါ first line နဲ့ player တွေကြီးပဲပွဲထွက်လာမလားလဲကြည့်ရမှာပေါ့ဗျာ။ဟို bet တိဘက်မှာတော့ Arsenal Zaha Mahoun လေးဖြစ်တဲ့နောက်ခံလူ Hector Bellerin ကတော့ ဒီသူလုံးဝຢာဒီကုံထိသူလွဲရတော့မယ်ဆိုတော့ဒီပွဲကိုလုံးဝပါဖို့မရှိဘူးပေါ့နော်ဒီကိုလော်ရန်တီတို့ပါလို့ဆိုလို့ရှိရင်လည်း hamstring injury တွေကြောင့်ပါလာဖို့ကျွန်တော်မရှိဘူးပြောဖြစ်နိုင်ရည်လူစင်းမှာဆိုလို့ရှိရင်တို့ real betty ဘက်မှာတော့သူတို့အကွာတဲ့ asco တို့ anthony santos တို့ပါမှာပေါ့လေပြီးလို့ရှိရင်ကျွန်တော်တို့ဘာကန်ဘူးတို့လိုကစားမမျိုးတွေ foreigners တို့လိုကစားမမျိုးတွေကျွန်တော်တို့ပါဖို့ရှိတယ် ဆိုတော့ Chelsea ဘက်မှာတော့ဂိုးသမားကတော့ဒါ Jorgensen တို့ပါတော့ပါလာဖို့များတယ်။နောက်တန်းမှာဆိုလို့ရှိရင်လည်း Melo Gus တို့တို့ကစားမတွေ၊ Chalobah တို့၊ Barry Archi တို့ဒီလူကစားမတွေပါလာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒါခံမှန်းထားကြတယ်။ဒါမျိုးလို့ဘောနော်ဒါ Liverpool တို့ပါတော့လူကစားမမျိုးတွေလည်းပွဲထွက်လူစင်းမှာပါကောင်းလေးပါလာနိုင်တယ်။တကူရှိတာကတော့ဗျာ Conference League ကအသင်းတွေက Chelsea ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အခြေအနေမျိုးမှာရှိမနေဘူး။အဲ့လိုမျိုးဆိုတော့ Chelsea နေနဲ့ first line နဲ့ player တွေကိုမတုံးနိုင်ဘူးဆိုပြီးတော့ပြောထားကြတာ။ကွင်းလယ်မှာဆိုလို့ရှိရင်လည်း ဟိုကိုင်စီတို့တို့အန်ဇူတို့ဘောနော်ခရူဖာမာတို့ဆိုတာတဲ့ကျတို့ကဖာနန်ဒက်စ်တော့ပါကောင်းပါလာနေတယ်နော်အန်ဇူတော့ပါကောင်းပါလာနေတယ်ဒါအပြင်ဂျူဘရီဟော့စ်တို့လူကစားမတွေပါလာလိမ့်မယ်ဆိုပြီးတော့လေကျွန်တော်မှတ်ချက်ပေးနေကြတယ်ဆိုတော့ဒီကလက်ဂျက်ဆင်လည်းဒီပွဲမှာပါခြင်းပါလို့ရဆိုဂျက်ဆင်တော့ပါလိမ့်မယ်ပြီးလို့ရှင်ဂျော့ဂျ်တို့အန်ကွန်ကူတို့လူကစားမတွေလည်းကျွန်တော်ရှိနေတယ်အမမို့ဘောနောကျတို့ဒါပက်ထရိုနေတူတို့ဘာတို့ဘောနော first line နဲ့ဒီနေလဲပါကောင်းပါလဲချယ်စီမှာရွေးချယ်စရာတွေကအများကြီးရှိတယ်။ဖိုင်နယ်နဲ့ပတ်သက်လို့ရှိရင်ဆိုတော့ရှေ့ ဒီ conference league ပွဲဒီမှာမတုံးမှုဆိုတာကသူတို့မှာအရေးကြီးတဲ့ပရီးမားလိပွဲစဉ်တွေကျွန်တော်ရှိသေးတာ conference league မှာသူတို့ကန်နေရတဲ့အတင်တွေကသူတို့ကိုဒုက္ခပေးနိုင်မှုအစီအနေမျိုးမှာရှိမနေတော့ဒါအရန်ကုန်ကကစားမားတွေပဲသူတို့တွေကအားကိုးပြီးတော့သူတို့ထည့်နေတာဒါပေမဲ့ final မှာတော့ Chelsea က final တိုင်းကျွန်တော်ကစားဖို့လိုတယ် Chelsea အတွက်ဒီပွဲကခဲရင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါ Real Betis ကတော့ဗျာဘယ်လိုပြောမလဲသူတို့အနေနဲ့ဒါ underdog လို့ပဲကျွန်တော်ပြောရမှာဒါဒီပြိုင်ပွဲမှာတော့သူကနေသူ final တိတော့ကျွန်တော်ရောက်လာတာပဲ ဖီရင်တီနာကလည်းတော်တော်ကောင်းလာတာအဲ့လိုအသင်းမျိုးကိုသူတို့ဖြုတ်လာတာအဲ့မျိုးလို Chelsea ကိုတော့နေရာတိုင်းမှာရှင်နိုင်ဖို့ကမလွယ်ပါဘူးမလွယ်ပါဘူးဒါအပြင် Chelsea က first line နဲ့အပြည့်နဲ့သုံးပြီဆိုတဲ့ပွဲမှာ real battle တွေ chance ရှိတယ်လို့ကျွန်တော်မြင်ဘူးအဲ့တော့ဒီနီးပြပြတဲ့ Maras ကအတွက်ပထမဆုံးရာသီမှာဖလားတစ်လုံးရနိုင်မယ်အခွင့်အရေးပါပထမဆုံးရာသီမှာဖလားတစ်လုံးလည်းကျွန်တော်ရနိုင်မယ် Champions League ဝင်ခွင့်ကလည်း AACC ကျွန်တော်ဖြစ်သွားပြီဝင်သွားပြီဆိုတော့ဒီပြိုင်ပွဲကဖလားယူပဲသူတို့ဂျန်တော့တယ် တော့မာရက်စကာဖလားရအောင်ယူပြပေးနိုင်မယ်လို့ညိုလို့ထင်ကြလားဆိုတော့ဆွေးနွေးကြပါအောင်ချစ်ချစ်ဝါပြတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်